ကရင်ပြည်နယ်မြောက်ရီမဲထော်တလေး KK Park နေမြေမှာအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလိင်လင်းမှုတွေကျွလွန်ခဲ့ကြတဲ့ပြည်ပနိုင်ငံသား155ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါဗျ။ ထိုင်းနိုင်ငံအပေါ်ဝင်အနေချင်းနိုင်ငံတချို့ကိုတဆင့်ကန်ဖြတ်တမ်းပြီးမြန်မာနိုင်ငံအတွင်းကိုနေဆက်လမ်းကြောင်းတွေကနေတရားမဝင်ဝင်ရောက်လာပြီးကရင်ပြည်နယ်မြရီမဲထော်တလေး KK Park နေမြေတွေမှာအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလည်လည်မှုတွေကျွလွန်ခဲ့ကြတဲ့အိန္ဒိယနိုင်ငံသား၁၀၄ဦးအင်ဒိုနီးရှားနိုင်ငံသား၂၄ဦးနဲ့ဖိလစ်ပိုင်နိုင်ငံသား၂၈ဦးစုစုပေါင်းပြည်ပနိုင်ငံသား၁၅၅ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။ 2025ခုနှစ်ဇန်နဝါရီ30ရက်ကနေအောက်တိုဘာ28ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း1119ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး9339ဦးကိုတပ်ဆိုင်ရာနိုင်ငံတွေကိုစနစ်တကျလွှဲပြောင်းပေးရခဲ့ပြီးကြန့်ရှိတဲ့ပြည်ပနိုင်ငံသား980ကိုတပ်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသင့်ဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားရလို့သိရပါဗျာ။